င်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတိရကျညပြီးအမ်ပရန်ယိုမဘော်ကိုတက်မှတ်69စစ်ကြောင်းထိုးရေးတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် စစ်ကောင်စီကယာယီပစ်ခတ်တိုက်ခိုက်မှုရစဲကြောင်းတင်ညာပြီးနှစ်ရက်ခန့်အကြာတွင်တမ69မှာစစ်ကြောင်းတစ်ခုကအမ်ပရန်လန်ဘော်ယူမပေါ်ရှိအာရကတက်တော်အေအေထိန်ချုပ်ထားသည့်နေမီတို့စစ်ကြောင်းထွက်လာတဲ့ပြင်ထိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟုသတင်းရရှိပါသည်တိုက်ပွဲမှာယနေ့စွန်လ3ရက်နေ့နံနက်ပိုင်းခွာစ၍ကင်းထန်ဖြစ်ပွားနေသည်ဟုအန်ဒေတာကန်စီရေးသတင်းရေးမြစ်သူတို့ကသတင်းဌာနသို့ပြောပါသည်မနေ့ကမနေ့ကတည်းကပြင်းနေတာ တမ69ဦးဆောင်တဲ့စစ်ကြောင်းတစ်ကြောင်းကအေအေထိန်းချုပ်ထားတဲ့နေမြေတွေကိုဝင်လာတာအေအေကပြန်ခုခံတိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းနေတာဟုပြောပါတယ်တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့လက်ရည်ကန်တောင်းထိန်နဲ့တောကျောတလျှောက်ရှိစစ်ကောင်စီစခန်းများမှာလက်နက်ကြီးများပစ်ကူနေပြီးဗရန်းမျိုးရှိစုံကုန်းအမြောက်ကြီးတပ်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးနေသည်ဟု၎င်းကပြောပါတယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ကူတဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအထင်အားနေပေမဲ့ခေရင်တော့မလာသေးဘူးဟုပြောပါတယ်ရင်းအပြင်မေလနောက်ဆုံးအဘက်ကအရက်ကတက်တော်အေအေနဲ့စစ်ကောင် စီတို့တိုက်ပွဲဖြစ်ပွားခဲ့သည့် MPD တာဝါတိုင်းကုန်းတဝင်းချင်းမှာတပ်ပြူကခပ်ပြီးပုံရှောင်နေသည့်တက်ကြအစင်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုအေးအေးမှဖမ်းမိထားကြောင်းဒေသတွင်းသတင်းများထွက်ပေါ်နေသည်ဟုသိရပါသည် အမ်မြို့နယ်အပိုင်းနန်းရီကန်တော်ကျော်ရှိ MPD တာဝါတိုင်းဂုံဘေးပတ်ဝန်းကျင်ရှိကကင်းစခန်းအားလုံးကိုမေလ29ရက်နေ့ကအာရကကျက်တော် AA မှသိမ်းပိုင်နိုင်ခဲ့သည်စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ပွဲ AA TNLA PSLS MNDAA တို့အပြည့်ရထားသည့်ပြီးခဲ့သည့်မလာတာကာလအတွင်းစစ်ကောင်စီမှ AA သိမ်းပိုက်သည့်နေရာများကိုစစ်တောင်းထုတ်ကနန်းနယ်ကြီးတညာ drone ပုံးဖြင့်မြေစင်ရက်ဆက်ပြစ်ခတ်တိုက်ခိုက်နေသည့်ဖြင့်ပိုက်ပွဲများမှာရန်ဖန်ရန်ခါပြစ်လျက်ရှိကြောင်းဒေသခံများကပြောပါသည် ဆက်လက်ပြီးဖားကတ်လုံခင်းရှိတင်းအောင်တိုင်ကုမ္ပဏီကြောင်းမြတ်လောက်ွက်ဟောင်းတွင်ရန်ကိုတော်ပောက်ွဲမှုစစ်တပ် e-drone ဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့် KIA အတီးပြူတေဆုံးသူ၃ဦးရှိလာပြီးအလုသမား30ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်းရှိတင်းအောင်တိုင်ကုမ္ပဏီကြောင်းမြတ်လောက်ွက်ဟောင်းတွင်ယမန်နေရန်ကိုတော်ပောက်ွဲမှုမှာစစ်တပ် e-drone ဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့် KIA ကအတီးပြူထားနိုင်ပြီးဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ရှမ်းမန်းလေးမွန်းနဲ့တနအိ20မိနစ်အချိန်ဖားကတ်လုံခဲစိုင်းပွန်ကြေးရွာအနီးတင်းအောင်တိုင်းချောင်းမြတ်လောက်ကွက်တွင်ရန်ခိုတောင်ပောက်ကွဲခဲ့ကြောင်းအဆိုပါရန်ခိုတောင်ပောက်ကွဲမှုမှာလုံခဲရွာမော်စီရွာဖုန်ကြီးကြောင်အတွင်ခိုးအောင်းနေသောစစ်ကောင်စီတပ်များကဒရုန်းခေပုံကျဲခဲ့သောကြောင့်ရန်ခိုတောင်ပောက်ကွဲပြီးလောင်ခဲ့ကြောင်းသိရပါတယ်ဒရုန်းနဲ့ဒရုန်းပုံချဖောက်ကွဲတာကိုတပ်ဆိုင်ရာကသတင်းအတည်ပြုပြီးဖြစ်ပါတယ် ခရောင်ကြိုင်ကုမ္ပဏီလုပ်ွက်ဟောင်းမှာပောက်ကွဲတာပါ။ဒေဆုံးသူ၃ဦး၊ဒဏ်ရာရသူ၃၀ဦးရှိပါတယ်ဟု KIA သတင်းရင်းမြစ်ကပြောဆိုပါတယ်။စစ်တပ်ဤတိုက်ခိုက်မှုကြောင့်ရန်ကုန်တောင်ပေါက်ကွဲပြီးတိုက်ဆုံခဲ့သောအလို့သမားများမှာကိုဇော်ဖော်၊ကိုအင်ခွန်တူးခေါင်၊ကိုသိန်းထွန်းတို့ဖြစ်ကြောင်းနိုင်ငံရသူ30ဦးရှိကြောင်းသိရပါတယ်။ ရန်ကုန်တောင်ပောက်ကွဲမှုကြောင့်ကုမ္ပဏီဝင်အတွင်ပြက်စီးဆုံးရှုံးသွားသောအိမ်အဆောင်၈လုံးရှိပြီးဘဘိုကား၁စီး၊ကား၅စီး၊ထရက်ကား၂စီး၊ဖောက်ဆက်၂လုံး၊စီပေါက်စား၂လုံးပြက်စီးသွားခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ရန်ကုန်တောင်ပောက်ကွဲမှုအတွင်ကိတုနေအိမ်35လုံး၊ COC ဖျားကျောင်းဆောင်တစ်ခု၊ AC ဖျားကျောင်းတစ်ခု၊စောင်းချိန်ဓမယုံတစ်လုံးတို့ပြက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးစစ်သားများတင်းနီးနေကိုသာစောင့်နေရခြင်းမျိုးမဟုတ်ပဲအလင်းဝင်၍အသက်ရှင်ပွေရွေးချယ်နိုင်ဟု KNLA ထံအလင်းဝင်စနိုက်ပါအကူတပ်သားပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသောမှာ ားဖြစ်ပါတယ်စစ်ကောင်စီတပ်သားများအလင်းဝင်မာကအသက်ရှင်ခွင့်ကိုရွေးချယ်စစ်ကောင်စီတပ်သားများအလင်းဝင်မာကအသက်ရှင်တန်ခွင့်ကိုရွေးချယ်စီရရှိတာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံအလင်းဝင်လာသည့်အောင်စရိယစစ်ကြောင်းမှထွက်ပြေးအလင်းဝင်ခဲ့သောစစ်သားတပ်သား မောင်ဖြိုးကပြောပါရယ်တက်မှတ်55လက်အောက်ကန်ခမရ132မှာတက်သားမောင်ဖြိုးသည်စနိုက်ပါတွဲပတ်အဖြစ်တာဝန်ယူသူဖြစ်ပြီးလက်နက်နှစ်လက်ယူဆောင်လာခဲ့သည်ဟုအသိပေးပါရယ်အစောပိုင်းကလေးကလှုပ်ချင်လို့လှုပ်လာတာမဟုတ်ပါဘူးအခုအလင်းဝင်လာတာကလည်းကို့အတွက်ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာလေးသိရလို့ဝင်လာခဲ့တာပါကျွန်တော်ရဲ့စနိုက်ပါတလက်ရဲ့ အမေဝမ်တက်လက်ရေပါပြဟုတက်သားမောင်ဖြိုးပါပြောပါရယ်ထို့ပြင်စံနေသည့်စစ်ကောင်စီတက်သားများအနေဖြင့်လည်းစိတ်တက်ကြရမလို့ကြောင့်စစ်ကောင်စီတက်မှာအရာရှိများဝါဒဖြန့်တဲ့ကဲသို့တော်လန်ရေးရဲပေါ်များထံအလင်းဝင်ပါကအသက်ခံရမည်ဆိုဒီမှာမမှန်ကန်ကြောင်း၎င်းတို့ကတက်သည်ဖြစ်သည်ဟုတက်သားမောင်ဖြိုးကပြောပါရယ်စိတ်တက်မကြပါနဲ့မင်းတို့ထင်သလိုတေမဲနေကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ပါဘူးတကယ်လို့ရွေးချယ်ခြင်းနဲ့ဆိုရင်မင်းတို့ငါတို့အရာရှိတွေငါတို့စီမီယာတွေငါတို့ရဲ့ဆရာကြီးတွေပြောသလိုမျိုးအဲ့ဒီကိစ္စတွေကြီးပဲအဲ့ဒီလိုစကားတွေကြီးကအမှန်တွေကြီးကမဟုတ်ပါဘူးလို့ ို့မင်းတို့ထင်ထားတဲ့ဟာမင်းတို့မျှော်လင့်ထားတဲ့ဟာအဲ့ဒါတကယ်ပါပဲလို့မင်းတို့တွေးနေတဲ့ဟာတကယ်ပဲရှိပါတယ်အခုလက်ရှိငါတို့ကိုပဲကြည်ပါလို့သက်သားမောင်ဖြိုးကပြောပါတယ်ခင်နိုင်ဒီဟာဖြစ်တဲ့ဒီဟုယူဆသည့်အတိုင်းအလင်းဝင်လာခဲ့ရာမရှိရင်ကောင်းမွန်စွာနေထိုင်နေကြရကြောင်း၎င်းကပြောပါတယ်အလားတူကြံသည့်စစ်ကောင်စီတပ်သားများလည်းထိုအခြေအနေကိုလုံယူရရကြောင်းသက်သားမောင်ဖြိုးကဆက်ပြောပါတယ် အလင်းဝင်ရောက်ရန်ကြိုးပမ်းစဉ်တော်လန်ရေးတက်ရေးပေါ်များကကောင်းမွန်စွာကြိုးဆိုကြပြီးငူလာကစိုးရင်စိတ်ရှိတော်လဲရခင်အလင်းဝင်ထားကြသည့်ရေးပေါ်ရေပန်းများကိုကောင်းမွန်စွာတွေ့ရှိရ၍စိုးရင်စိတ်လျော့ပြီးဖြစ်ကြောင်းတက်သားမောင်ဖြူကပြောပြပါရယ်ဟုတ်စိုးရင်ကလို့တခြားစီပါပဲစိုးရင်မှုတွေကအခုကတော်တော်များများပြောင်းနေပါပြီကျွန်တော်တငယ်ချင်းတွေရှိမှကျွန်တော်တို့ရေးပုံရေးဘက်တွေတော်တော်များများလဲဒီလိုတသားရရဖြစ်နေတာပျော်ရွှင်နေတာတွေအကုန်လုံးပြန်တွေ့ရတော့စိတ်လုံးလုံးချလိုက်ပါပြီဟုတ်တသားမောင်ဖြူကပြောပါတယ် တပ်သားမောက်ဖြိုးကဲတို့ပင်ခမာရ132မှာတပ်သားစင်ကိုကိုလည်း KNL ထံအလင်းဝင်ခဲ့ရ၎င်းနေဖြင့်ညအချိန်အပြည့်ထွက်စဉ်စစ်ကောင်စီလှည့်ကင်းနှင့်တွေ့ရှိအဖမ်းခံရခြင်းဖြစ်သည်ဟုပြောပါရယ်။ဓမြောင်တလက်ပါလာတီကိုစစ်ကောင်စီတပ်ကထောင်ကျခံမလားစစ်တပ်ထဲဝင်မလားဟုမေး၍စစ်တပ်တဲရောက်လာခြင်းဖြစ်သည်ဟုစင်ကိုကိုကစစ်သားတစ်အာရမခေါ်ယူခံခဲ့ရပုံကိုပြောပြပါရယ်။ စစ်တပ်ထဲကိုဆန္နာကိုသဘောနဲ့ဝင်လာတာမဟုတ်ဘူးဆိုတော့သူများတကာကိုလည်းကျွန်တော်တို့မပြစ်ချင်ဘူးကျွန်တော်တို့ကိုလည်းအပြစ်မခံချင်ဘူးအဲဒါကြောင့်မို့အလင်းဝင်လိုက်တာပြဟုတတ်သားစင်ကိုကိုကပြောပါတယ်တတ်သားစင်ကိုကိုဒီလေအလင်းဝင်လာစဉ်တနတ်တလန်နဲ့ကြီပေါအချို့ယူလာခဲ့သူဖြစ်သည်ကျန်နေသည့်စစ်ကောင်စီတတ်သားများအလင်းဝင်လာကြရင်လည်းတတ်သားစင်ကိုကိုကတိုက်တွန်းထားပါတယ်ဆက်လက်ပြီးအဖမ်းခံရတဲ့မူရီတမား လွတ်အောင်ဖိုလ်ကြီးကိုပြောပေးမယ်ဆိုပြီးထိန်း60ကျော်လည်ယူသွားတဲ့အုပ်ကြီးအပန်းခံရတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိတီလာခရိုင်ဝမ်ပင်မြို့နယ်မှာအပန်းခံခဲ့ရတဲ့ငူးရသမားပြန်လွတ်ဖို့ကိုကြီးကိုပြောပေးမယ်ဆိုပြီးထိန်း60ကျော်ယူသွားတဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတအူးကိုစစ်တပ်ကပြန်ဖမ်းကြောင်းမြို့ကန်တွေကပြောပါတယ်။ဒီကရက်မေလာအတွင်းကဝမ်နင်းမြို့နယ်တေရော့ရက်မှာမူရစီသမားတအူအပန်းခံခဲ့ရပါတယ်။အဲ့ဒီမူရစီသမားပြန်လွတ်ဖို့အတွက်ဘူကြီးကိုပြောပေးမယ်ဆိုပြီးတေရော့အမတ်တေကန်ဦးရက်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှု မှုကြော်ညွတ်ဆိုသူကမူရစ်သမားမိသားစုထံကနေ65ဒိန်တောင်းယူသွားတယ်လို့သတင်းဌာနအဖွဲ့ကပြောပါတယ်။ပတ်ဆံယူသွားပေမဲ့လူလွတ်မလာလို့ကာယကံရှင်တွေကဝန်ထွေထွေတွေအုပ်ချုပ်ရေးမှုကိုသွားတိုင်ခဲ့တာကြောင့်ပတ်ဆံယူသွားတဲ့အုပ်ချုပ်ရေးမှုကြော်ညွတ်ကိုစစ်တပ်ကမေးလနောက်ဆုံးဘက်ကလာဖမ်းသွားတယ်လို့အထက်ပါအဖွဲ့ကပြောပါတယ်။ကြော်ညွတ်ကတော်တော်ဆိုတာညဆိုသူတို့ရက်ွက်ထဲကလမ်းမမှာစခရီနဲ့အတူတူလမ်းသွားလမ်းလာလူငယ်တွေကိုချောဆွဲတာလို့ Vice of Wedwin အဖွဲ့ကဆိုပါတယ်။ ုပ်ကြီးကျော်ညွန့်ကို one win trade အုပ်ယုံနဲ့မှထိတ်ထုံးခတ်တာတယ်လို့လည်းမြင်တွေ့ခဲ့တဲ့မြို့ကန်အချို့ကဆိုပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းမိထီလာမျိုးအဝဲဒိုးကိမ့်မှာပြူကောင်းဆောင်စော်ယူထုံးကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ပါသေးတယ်။ one win မျိုးနဲ့ဟာစစ်ကောင်စီအတွက်စစ်မှုတန်းဖို့လူငယ်အများအပြားမကြခဏဖမ်းဆီးခံရပြီးငလင်ဘေးတန်းကြောင့်လည်းထိခိုက်ဒေဆုံးမှုနဲ့နေအိမ်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပါသေးတယ်။ ဆက်လက်ပြီးပူလောမြို့နယ်တပိုးရွာအနီးတွင်တိုက်ပွဲဖြစ်စစ်တပ်ကမြိတ်ပူလောလမ်းပိုင်းကိုပိတ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမြို့နယ်တပိုးကျေးရွာအနီးစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်နှင့်တော်လရင်ပူပေါင်းအဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမြိတ်ခရိုင်တရင်တမထာဝရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။စွန်လနေ့ရက်မိုးလယ်3နာရီခန့်ကစက်တော်ရွာရွာဘက်မှစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို တပူကျေးရွာတရားထိန်သာတွင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးညနေ9:00နာရီခွဲကအထိတိုက်ပွဲဖြစ်ပွားခဲ့တယ်ဟု၎င်းကပြောပါရယ်။စကစားဘက်ကတပူရွာကိုစစ်ကြောင်းထိုးလာတာပါ။အင်အားကတော့အတိအကျပြောဖို့ခက်တယ်။သူတို့စုဖွဲ့ထားတဲ့အင်အားအရဆိုရင်300ကျော်လောက်ရှိနိုင်တယ်ဟုရိတ်ခရိုင်တရင်တမတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါရယ်။နှစ်ဖက်တိတွေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်တွင်စစ်ကောင်စီ၏ကင်းထောက်ရဟတ်ယာဉ်နဲ့ဒရုန်းများဇက်တိုက်ပြန်ဝဲမှုရှိနေကြောင်း၎င်းကဆက်ပြောပါရယ်။တိုက်ခိုက်ခံရပြီးနောက်စစ်တပ်စစ်ကြောင်းသည်တပူကျေး းရွာနယ်ကျေးရွာအုပ်စုတစ်ခုတည်းဖြစ်သောတပ်ပိုကျေးရွာနယ်ကျေးရွာအုပ်စုတစ်ခုတည်းဖြစ်သောမီးလောင်ချောင်းကျေးရွာ၌အထိုင်ချတပ်ဖြန့်ကမြိတ်ပူလောပြည်တော်စုလမ်းပိုင်အားဇွန်လ3ရက်နေ့နေ့ပိုင်းတွင်စတင်ပိတ်ဆို့လိုက်ကြောင်းဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များချမှတ်သိရပါသည်။ဒီနေ့ဇွန်လ3ရက်မနက်မှပဲစစ်ကောင်စီဘက်ကမြိတ်ပူလောပြည်တော်စုလမ်းပိုင်းကိုပိတ်ထားတဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာမယ့်အနေအထားရှိပါသည်ဟုရိတ်ခရိုင်တရင်တဲမှာတာဝန်ရှိသူကခန့်မှန်းပြောကြားပါသည်။တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသေးတော့လဲစစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုများရှိ ရာပြည်သူများစီရေးတရရှိကြရန်ထွန်လန်ရေးတပ်ဖွဲ့များကအသိပေးနှိုးဆော်ထားပါ